အသက်38နှစ်အရွယ်ထိုင်းအမျိုးသားတဦးဟာတပတ်တစ်ခါကြောက်ကဲစီနေရတဲ့မိခင်ကိုစေကူးပေးဖို့ပတ်စံမရှိလို့ဓာယူပြီးဘန်တစ်ခုကိုဓမြတော်တိုက်ခဲ့ပါတယ်။နောက်ပြီးထို့အမျိုးသားပြောတာကမိခင်ကိုစေကူးပေးဖို့အတွက်ဒီနီလမ်းမမလုံရင်တခြားရွေးစရာလမ်းမရှိတော့ဘူးလို့ထို့အမျိုးသားမှပြောပါတယ်။ ဖြစ်စဉ်ကတော့6လပိုင်း19ရက်နေ့ဒီနေ့မနက်ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံဘူလီလန်မြို့မှာရှိတဲ့ဘန်တခုကိုအသက်38နှစ်အရွယ်နိုင်ဆုံးဖော်ဆိုတဲ့အမျိုးသားတဦးမှာ18ရက်နေ့မနက်7နာရီခွဲအချိန်လောက်မှာမိဖို့ကြောင့်တုံးဓာကိုကင်ပြီးဘန်နဲကိုဝင်လာကဓမြတိုက်ခဲ့ပါတယ်။တရခံဖြစ်သူဘန်နဲကိုရောက်လာတဲ့အခါမှာတော့ဘန်အဆောင်ကိုဓာနဲ့ထောက်ပြီးအခုသူ့ဘန်ကိုဓမြတိုက်နေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အဲအခါမှာတော့ဘန်အဆောင်ဟာဓာကင်ထားတဲ့တရခံရဲ့လက်ကိုဖမ်းချုပ်ပြီးတရခံကိုဖမ်းစီကတ က်ဆိုင်ရာကိုတိုင်ကြားခဲ့ပါတယ်ဒီလိုနဲ့ထိုင်းရဲတပ်ဖွဲ့တွေရောက်လာတော့တရခန့်ဖြစ်သူကိုဖမ်းဆီးပြီးအမှုနယ်ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုပြုလုပ်တော့တရခန့်ဖြစ်သူပြောတာကအခုလို့လောက်ခဲ့တာဟာကြိုတင်ကြံစီအကွက်ချခဲ့တာမျိုးမရှိဘူးကြောပေါ်အိမ်နဲ့ဓာတ်ကိုယူပြီးဆိုင်ကယ်မောင်းပြီးဘန်းကိုလာတာဟာကျမရေမကောင်းတဲ့မိခင်ကိုဆေးကုပေးဖို့အတွက်ပတ်စံမရှိလို့ဒီလိုလုံးမပဲရတော့မယ်ဆိုပြီးလောက်ခဲ့မိတာဖြစ်တယ်မိခင်ဖြစ်သူကတော့ကြောက်ကက်ယောဂဖြစ်နေပြီးတပတ်တစ်ခါကြောက်ကက်စီရတယ်တစ်ခါကြောက်ကက်စီရင်ဘန်းငွေ2000လောက်ကုန်ကြတာကြောင့် မိခင်ကိုကူပေးဖို့ပစံမရှိလို့အခုလို့လှုပ်ဖို့ဆုံးဖြတ်ချက်ချပြီးဘန်ကိုဓမြလာတိုက်တာဖြစ်တယ်လို့အသက်30ရှစ်နှစ်အရွယ်ဆုံးဖော်မဆိုတဲ့အမျိုးသားမှပြောပါရတယ်။ ဒီလိုနဲ့တရက်ခန့်အဖမ်းခံရပြီးနောက်ပိုင်းမှာတရက်ခန့်ရဲ့ဖခင်ဖြစ်သူပြောတာကကျွန်တော်ရဲ့မိမဖြစ်သူတရက်ခန့်ရဲ့မိခင်ဟာတကယ်ပဲကြောက်ကဲယောဂခံစားနေရပြီးအစပိုင်းမှာတော့စေကူတာစရိတ်ဘန်းငွေ2000ကုန်ကြမယ်လို့သိရတာကြောင့်ကုန်ကြမယ်ငွေကိုတားဖားနှစ်ယောက်ဝိုင်းဝန်းပြီးရှာခဲ့ကြတယ်။အဲနောက်ပိုင်းမှာဘေးအိမ်ကပြောတာကဘန်းငွေ2000ဆိုရင်တစ်ခါပဲကြောက်ကဲစီလို့ရမယ်။နောက်ပိုင်းနေ့မှာကြောက်ကဲစီရင်ပတ်စံနေထပ်ပြီးကုန်အောင်မယ်လို့ပြောခဲ့လို့ တားဖြည့်သူဟာကြံ့ရမရဖြစ်ပြီးဖားကင်ဖြည့်သူမသိအောင်အခုလိုဘန်ကိုလာပြီးဓမြတိုက်ခဲတာဖြစ်တယ်လို့တရခန်ရဲ့ဖားကင်ဖြည့်သူမှပြောပါရယ်နောက်ပြီးတရခန်ကိုဖန်စီခဲ့တဲ့ဘန်အဆောင်ဝင်တန်းဦးလေးကြီးပြောတာကမနက်ကအလုတ်ချိန်ထဲမှာတရခန်ဖြည့်သူဟာကတ်အုပ်ထုံနဲ့မတ်စတပ်ဘီဘန်လေးကိုဝင်လာခဲ့တယ်အဲအချိန်မှာကျွန်တော်တွေ့သွားတော့တခြားသူတွေလိုပဲဘန်မှာငွေထုတ်ဖို့လာတယ်ထင်ပြီးသူစီကိုသွားပြီးအုပ်ထုံနဲ့မတ်စကိုချုပ်ဖို့ပြောခဲ့တယ်အဲအခါမှာတရခန်ဟာဘန်လေးကနေလှည့်ထွက်သွားပြီးဘန်လေးကိုနောက်တစ်ခေါက်ပြန်ဝင်လာတယ်ဒီတစ်ခါသူ ဝင်လာတဲ့အချိန်မှာသူ့လက်ထဲမှာဓာတ်ကင်ပြီးကျွန်တော်ကိုပြောတာကဓာတ်ဘန်ကိုဓမြတိုင်းနေတာဖြစ်တယ်ဆိုပြီးပြောတော့ဘန်ကိုလာကြတဲ့တခြားသူတွေဟာကြောက်လန့်ပြီးဘန်ထဲကနေအားလုံးအပြင်ပြေးထွက်ကုန်ကြတယ်ဒီလုံနဲ့ကျွန်တော်လဲသူ့လက်ကိုဖန်ချုပ်ပြီးကျမ်းမြေပေါ်မှာလှဲချလိုက်တယ်။အဲအချိန်မှာနောက်ထပ်ဘန်ဝင်နှန်းယောက်ျားလေးတယောက်ပြေးလာပြီးကျွန်တော်တို့နှစ်ယောက်ပေါင်းကတရက်ခန့်ကိုဖန်စီခဲ့တာဖြစ်တယ်လို့ဘန်အဆောင်ဝန်ထမ်းဦးလေးကြီးမှပြောပြပါတယ်။အဲနောက်ပိုင်းမှာတော့ဘန်မန်နေဂျာဟာအဆောင်ဝန်ထမ်းဦးလေးကြီးကိုစူးချချီမွမ်းနာမျိုးတွေပြုလုပ်ပေးခဲ့ပါတယ်။လက်ရှိမှာတော့ထ န်းရစ်တပ်ဖွဲ့ကတရက်ခန့်ဖြစ်သူအသက်38နှစ်အရွယ်ဆုံးဖော်မဆိုတဲ့လူကိုဗန်ဓမြတိုင်မှုနဲ့ဖမ်းဆီးထားခဲ့ပြီဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရယ်